မင်္ဂလာပါရှင်ကျမတိကပါဒီနေ့ဖော်ပြပေးခြင်းတဲ့တွင်ကြောင်းရာကတော့ခြေကမုတ်မိုးရွာနိုင်ပေတဲ့ပြည့်ကျအမှတ်စဉ်15မြင်းဆောင်2025ကိုထုတ်ပြန်ပေးပါမယ်2025ခုနှစ်ဧပြီလ12ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ည9:00နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ6:00နာရီခွဲချိန်တိုင်းထွာချက်တွေရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ကလင်းရွေးတွေနဲ့တရုတ်ပြည်မှာကြီးပေါ်မှာရှိတဲ့လေဗီအာဂျီရဝန်ဒေတာကရွေးရှားလာတဲ့လေအေးတွေတွေ့ဆုံတာကြောင့်လောက အရှိဘက်ကရွေရှားလာတဲ့လေဝေလိုင်းတွေရဲ့အရှင်ကြောင့်လည်းအပူပြန်တတ်တိမ်နေဖြစ်ထွန်းမှုအားကောင်းတာကြောင့်လည်းဤနေ့ညကနေ16ရက်လေးလ2025ရက်နေ့အတွင်းမှာစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်မှာနေရာကျကျနဲ့နေပြီးတော့ရောင်တိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီး၊ဘုရိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊သတင်းတိုင်းတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာဆဲဆဲကနေနေရာအနှံ့ပြမုတ်တေကျုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာနေရာကွက်ပြီးမွေးကြည့်ပါမယ်။ အကြံပြုချက်အနေနဲ့ကတော့ပြည်သူတွေအနေနဲ့လည်းအချိန်ကာလမိုးရွာသွန်းလာတဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးတင့်ကျုံတာမိုးကြိုးပြစ်တာလျှက်စိလက်တာမိုးသီးကျွေတာနဲ့မြေပြိုတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုလာတာလည်းဖြစ်ပါတယ်ရှင်။ဒါအပြင်မလို့တာသူတေတဲ့အွန်လိုင်းကလည်းနောက်ဆက်တွဲငွေရင်းငွေတွေဆက်လုံနိုင်အောင်မှဖြစ်ပြီးငွေရင်းကြီးလှုပ်နိုင်မဲ့အခြေအနေတော့မရှိတော့ဘူးတဲ့အကြောင်းဖော်ပြပေးပါမယ်။ မန္တလေးငင်ကြီးရဲ့နောက်ဆက်တွင်ကလေးတွေကတော့လှုပ်နေအောင်ပါပါပဲဒေတာနှစ်ခုရဲ့ grade တွေကိုကြည့်ရတာတော့ရောကြလာနိုင်မဲ့သဘောမတွေ့ရပါဘူးပင်မငင်ကအရင်စားကြည်လွန်တာကတကြောင်ပြည့်ရွယ်ွယ်ပြတ်မှုရွှေရှားလာတာကတကြောင်နောက်ဆက်တွင်ကလေးတွေကနှစ်ပေါင်းအောင်လာမှာပါပဲဒီထဲမှာအတော်သင့်အင်အားရှိတဲ့ငလင်တွေပါနိုင်ပေမဲ့ပင်မငလင်ကြီးလိုမျိုးအရေးစားတော့မလာနိုင်ပါဘူး အင်ဂျင်နီယာအဖွဲ့အစည်းအသီးသီးကအဆောက်အုံတွေကိုပြန်လည်သုံးစွဲဖို့ကွင်းစင်းစစ်ဆေးဆောင်ရွက်နေကြပြီဖြစ်လို့မိမိတို့ရဲ့အဆောက်အုံတွေကိုအဲ့ဒီပညာရှင်အင်ဂျင်နီယာတွေနဲ့တိုင်ပင်ဆွေးနွေးပြီးတော့ပြန်လည်နေထိုင်ရေးဆက်လက်ဆောင်ရွက်နိုင်ပါတယ်။ရေဝရအားဖြင့်တော့ငလင်ကြီးမှာကြက်ကြက်ခံနိုင်တဲ့အဆောက်အုံတွေအတွက်နောက်ဆက်တွဲငလင်ငယ်တွေကိုစိုးရိမ်ရှာမရှိတာကြောင့်အစောတက်ရင်ပြန်လည်အသုံးပြုနိုင်ကြပါစေလို့ဆန္ဒပြုတယ်ဆိုပြီးတော့ဖော်ပြလာခဲ့တာလည်းဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်းငန်းလင်းကြောင့်ပေါ်လာတဲ့တွင်းကြီးကိုဒီမော့ဆုဒေတာကန်နေခြံစည်းကိုခတ်တဲ့အကြောင်းဖော်ပြပေးပါမယ်။ပြီးခဲ့တဲ့မတ်လ28ရက်ကစကိုင်းမြို့အနီးဘဟုပြုပြီးလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငန်းလင်းကြောင့်ပဲခရီးပြင်းတဲ့ဒီမော့ဆုမြို့နဲ့အနောက်ဘက်မှာမြေကြီးတွေပြိုကျပြီးတော့အကျယ်ပေတရာအနက်ပေတရာကရှိတဲ့တွင်းကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ဒီတွင်းကြီးကတော့မြေပြိုမှုတွေဆက်လက်ဖြစ်ပေါ်နေပြီးဒေတာကန်နေနဲ့ ဂျော်နာဒရိတ်ဆန်နဲ့အတွက်အန်ရီယရှိလို့ခရီနီပြည်နယ်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IC နဲ့တွင်းချင်းနေမှာရှိတဲ့ပစေးလာရှိတီးရွာလူငယ်တွေပူးပေါင်းပြီးတော့ယမန်နေ့ကခြံစည်းကိုခတ်ခဲ့တယ်လို့လည်းသိရပါဗျ။ဆက်လက်ပြီးတော့လည်းတကြံကာလအတွင်းမှာမိုးရွာသွန်းမှုဆက်ရှိနိုင်တဲ့အကြောင်းဖော်ပြပေးပါမယ်။လက်ရှိတိုင်းနယ်ပြည်နယ်တချို့မှာအချိန်ကာမှမိုးရွာသွန်းမှုတွေဖြစ်ပေါ်နေပြီး၎င်းတကြံကာလအတွင်းမှာတော့မိုးရွာသွန်းမှုတွေဆက်လက်ရှိနိုင်တယ်လို့မိုးလူသားနယ်ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကခန့်မှန်းပါတယ်။ မိုးရွာတဲ့ရက်ကခံမှန်းချက်မှာထုတ်ပြန်ထားလို့ပဲလလုံးစဲတော့ဧပြီလ18ရက်နေ့အထိခံမှန်းပေးထားတာဖြစ်တယ်။18ရက်နောက်ပိုင်းလည်းဆက်ပြီးရွာမယ်ဆိုရင်တော့ထပ်ပြီးတော့ကျွန်တော်တို့ update လုပ်ပြီးထုတ်ပေးမယ်။ဒီတော့ကဒီလိုကာလမှာရွာတဲ့မိုးကလေပြင်းတိုက်ခတ်တာတွေရှိလာတော့တနည်းအားဖြင့်တော့မိုးသက်လေပြင်းကြတယ်။အချိန်တို့အတွင်းမှာမိုးသက်လေပြင်းကြပြီးတော့ ိုးမြနိုင်တာတွေဖြစ်နိုင်ပေတခါတရံမှာမိုးထချုံတာတွေတခါတရံမှာမိုးသီးကြတာတွေလေပြင်းတိုက်ခတ်တာတွေရှိနိုင်တယ်ဒီဖြစ်စဉ်တွေကဒီကာလမှာဖြစ်လေဖြစ်တာရှိတဲ့ဖြစ်စဉ်တွေပါတို့မလုမတာနဲ့ဇလားဗီဒါညွှန်ကြားရေးမှုဦးလာထွန်းကပြောကြားပါတယ်မလုမတာနဲ့ဇလားဗီဒါရဲ့ဧပြီလ12ရက်ညနေ6:00နာရီခွဲချိန်တိုင်းထားချက်တဲ့ရကပ်လီပင်လယ်ပြင်နဲ့ဘင်လားပင်လယ်အော်ကလင်းနှွေးတွေနဲ့တရုတ်ပြည်မှာကြီးပေါ်မှာရှိတဲ့လီပီအာကြီးရောင်းဝန်ဒေသကရွှေရှားလာတဲ့တဲ့အေးတွေတွဲဆောင်တာကြောင့်ဒါအပြင် အရှိဘက်ကရွေးရှားလာတဲ့ဒေဝေလိုင်းတွေရဲ့အရှင်ကြောင့်ပဲအပူပြန်တဲ့တိမ်တွေဖြစ်ထုံးမှုအကောင်းလာတဲ့ကြောင့်မင်းညာကနေအဘလာ၁၈ရက်နေ့နှစ်ဆန်း၁ရက်နေ့အထိမိုးရွာသွန်းနိုင်မှုတွေဖြစ်ပေါ်နိုင်တယ်လို့သိရပါတယ်။အချိန်ကမှမိုးရွာတာကတော့အရင်တုန်းကတော့လိပိအားနဲ့ရောင်းဝရှိတဲ့အချိန်အခုကတော့လိပိအားနဲ့ရောင်းဝကြောင်းတော့မဟုတ်ဘူးပင်လယ်ဘက်ကလာတဲ့လေတွေရဲ့ကုန်းမြေပေါ်ကလာတဲ့လေအေးတွေရဲ့ထိတွေ့တာလေရုမြင်မြင်သက်ဖြစ်မှုဖြစ်ပြီးတော့ တိမ်ပြထုံးမှုများပါတယ်။နောက်တစ်ခါအရှိဘက်ကလာတဲ့လေခွေတိုင်းတွေကြောင့်တိမ်ပြထုံးမှုအကောင်းပဲ။နောက်ပူတဲ့ရာသီနေပူချိန်မြင့်တက်တာတွေကြောင့်မိုးလေညနေပိုင်းတွေမှာအပူပြန်တက်တဲ့တွေဖြစ်တော့ပြီးတော့ပင်လယ်ဘက်ကလာတဲ့ရေဝဲရေဝဲပါတဲ့လေမျိုးတွေကြောင့်ပဲမိုးတိမ်တောင်ပြထုံးမှုအကောင်းလာတာလည်းရှိပါမယ်။ဒီဖြစ်စဉ်ကြောင့်ပဲမိုးရတာပါလို့မိုးစလညွှန်မှုကပြောကြားခဲ့ပါတယ်။ ဒီဘက်လောက်ဆက်ခွနရဲ့နေထိမွေးရသွန်နိုင်တဲ့ဒေသတွေကတော့နေပြည်တော်ရန်ကုန်မန္တလေးပဲခူးမကွေးစကိုင်းအေရီနေနိုင်တိုင်းနဲ့ကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်နယ်ရှမ်းပြည်နယ်ဒေသတို့ဖြစ်ပြီးတော့နေရာစစ်စစ်ကနေနေရာအနှံ့ပြမုတ်တကြုံရွာသွန်းနိုင်ကတချို့ဒေသတွေမှာကတော့နေရာကွက်ပြီးမွေးကြည့်မယ်လို့လည်းသိရပါဗျ။ အချိန်ကမှမိုးရတာနဲ့အတူတူနေပြင်းတွေတိုက်ခတ်ပြီးတော့မိုးထစ်ကြုံတာမိုးကြိုးတွေပြင်တာလျှက်စင်းလက်တာမိုးသီးကျွေတာနဲ့မြေပြိုတာစတဲ့မလို့တာဖြစ်စဉ်တွေလည်းဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုဖို့လိုအပ်တယ်လို့လည်းဆိုပါရယ်။ဒါ့အပြင်လေးစင်းနှမောင်းနဲ့စိုက်စင်းလေးပြင်းတို့မျိုးထူးခြားမိုးလို့တာဖြစ်စဉ်တွေလည်းဖြစ်ပေါ်နိုင်တယ်လို့မိုးစရညွှန်ကအသိပေးပါရယ်။မိုးတိုက်နောင်တွေကြောင့်လေပြင်းတိုက်ခတ်တာလေးစင်းနှမောင်းတိုက်တာနောက်စိုက်စင်းလေးပြင်းဆိုတာရှိပါသေးတယ်။ဒါတွေကတော့ခုနကပြောတဲ့မိုးတိုက်တောင်တိုက်တိုက်တည်းရဲ့ဖွံ့ဖြိုးမှုအကောင်းနဲ့ပုံမှန်မူတည်ပါတယ်လို့ဆိုပါရယ်။ ဒါအပြင်လက်ရှိကာလဟာမိုးသက်လေပြင်းကြောက်ရောက်တတ်တဲ့ကာလဖြစ်နေတာကြောင့်ကုန်းမြေပေါ်မှာနေထိုင်တဲ့သူတွေအနေနဲ့လည်းသတိပြုဖို့လိုတယ်လို့ပင်လယ်ပြင်ခရီးသွားလာနေကြတဲ့သူတွေအတွက်လည်းပဲ ချုပ်တင်ဂယုပြုကြစေလိုတယ်လို့မုစရညွှန်မှုကဆိုပါတယ်။ဒါအပြင်မိုးလေဝသလေးလာဆောင်ကြည့်သူဝန်နိုင်ကတော့အေပယ်73ရက်နေ့ကနေ15ရက်အတွင်းငလင်တန်တဲ့ဒေသတွေအပေါင်းတိုင်းနဲ့ပြည်နယ်တချို့မှာတော့မိုးရွာသွန်းတာတွေများနိုင်တယ်လို့ခန့်မှန်းပါတယ်။ဒီသောရက်တာကာလအတွင်းနေပြည်တော်ဘကိုးတိုင်းတောင်ကိုစွာမြို့နယ်ထန်းတပင်ဘကိုးအရှိပြည်ဘကိုးအနောက်တင်မှာတော့24နာရီအတွင်းမိုးရေချိန်ဟာ30မီလီမီတာနဲ့အထက်မိုးတချုံရွာသွန်းပြီးတော့မန္တလေးတိုင်းစကိုင်းတိုင်းမှာတော့24နာရီအတွင်းမှာမိုးရေချိန်ဟာ30မီလီမီတာအောက်ကိုမိုးတင့်တင့်ရွာသွန်းနိုင် ရတယ်လို့သိရပါတယ်။အနာတို့ပဲငလင်တောင်ကိုဆွဆွရွမခံရတဲ့တိုင်းနယ်ပြည်နယ်တွေဖြစ်ကြတဲ့ချင်းပြည်နယ်၊ကယား၊မကွေးတိုင်း၊ရှမ်းတောင်ပိုင်းနယ်အရှေ့ပိုင်းမှာလည်းပဲ24နာရီတွင်30မီလီမီတာနဲ့အထက်နေရာကျဲကျယ်မိုးရွာနိုင်ကမိုးများမယ်လို့ဆိုပါတယ်။ချင်းပြည်နယ်နဲ့တိုင်းဒေသတွေမှာတော့24နာရီအတွင်းမှာ30မီလီမီတာနဲ့အထက်မိုးမရွာနိုင်တဲ့အတွက် မိုးသင်းတင်ရွာနိုင်မဲ့ဒေသတွေဖြစ်တာခံမှန်းထားတယ်လို့လည်းသိရပါတယ်ရှင်။ဆက်လက်ပြီးတော့လည်းအဖြေရွာတဲ့မီးလောင်ကစကိုင်းမန္တလေးကချင်နယ်နေပြီးတော့မှတပ်တော်ဝင် စာပေဝဲပြန်လည်ဖြေဆိုရတော့မယ်ကြောင့်ဖော်ပြပေးပါမယ်။ငလျင်လှုပ်ခတ်ပြီးတဲ့နောက်မှာတပ်တော်ဝင်စာပေဝဲအဖြေရွာတဲ့မီးလောင်ပြန်စီးခဲ့တဲ့အတွက်မန္တလေးတိုင်းစကိုင်းတိုင်းနဲ့ကချင်ပြည်နယ်နေပြီးတော့ကောင်စီကကြည်တွဲကြောက်ကြောက်သူအားလုံးတပ်တော်ဝင်စာပေဝဲပြန်လည်ဖြေဆိုရမယ်လို့ညွှန်ကြားထားတဲ့ကြောင့်ပညာရေးတိုင်းဝန်ကလည်းသိရပါတယ်။ စစ်ဖောင်စီကတော့အဆိုပါဒေသတွေမှာတောက်တုံဝင်လန်းစာမေးပွဲပြန်လည်ကျင်းပဖို့ညွှန်ကြားထားတာကြောင့်ဧပြီ17ရက်ရက်စွဲနဲ့ထုတ်ပြန်ထားတဲ့ငန်းစုံမျိုးနဲ့ပညာရေးမှူးချုပ်ရဲ့ထုတ်ပြန်စာမှာဖော်ပြပါတယ်။ဇဂိုင်းကချင်မန်းလေးနဲ့နေပြည်တော်ကောင်စီမှာရှိတဲ့တောက်တုံဝင်ကျောင်းသားအားလုံးစာမဝဲပြန်လည်ဖြည့်ဆို့ရမှာမှန်ကန်တဲ့အကြောင်းနဲ့အကြောင်းတွေကိုပြီးခဲ့တဲ့ရက်ပိုင်းလောက်ကလေးကညွှန်ကြားစာပေးပို့ထားတာဖြစ်တယ်လို့ဆိုပါရစေ။ ကျောင်းနဲ့ကိုတော့ကြိုပြီးပြထားဖို့ညွှန်ကြားထားပြီးပြီ။ကျမတို့ကိုတော့ကျောင်းဝန်ကြီးကတဆင်ပြောတာနေပြည်တော်ရဲ့အဖြေလွှာတဲ့ကိုလည်းမန်းလေးကိုပို့ပြီးစစ်ကြတယ်။ကလေးတွေကတော့ဆရာမတွေကနေတဆင်စောင့်တည်ပြန်ယူပြန်ကြည့်ပြန်ပြေးရမှာပေါ့လို့နေပြည်တော်ကောင်စီနေမီကဗိုလ်သားတော်တကူကဆရာမကဆိုပါတယ်။တပ်တော်ဝင်စာမေးပွဲပြန်လဲဖြေဆိုရတာမှန်ကန်ပြီးတော့ဖြေဆိုရမယ့်ရက်တွေကြနဲ့ဖြေဆိုရတဲ့ပတ်သက်တဲ့အသေးစိတ်အခြေအနေတွေကိုတော့ပြောဆိုတာမရှိဘူးလို့ဆိုပါတယ်။စာပွဲဖြေဆိုထားတဲ့ကျောင်းသားကျောင်းသူများစုကတော့ အခုလိုဆောင်ရွက်ပြန်လဲဖြစ်ဆိုမဲ့ပေါ်ကန့်ကွက်ကြောင်ပြောဆိုနေကြပြီးတော့ပြန်လဲဖြစ်ဆိုမှာမဟုတ်ကြောင်းလည်းလူမှုကွန်ရက်မှာပြောဆိုပါတယ်ကျွန်တော်တို့ကတော့မပြေကျင်တော့ဘူးဗျာကျွန်တော်တို့ကြောင်းဖြစ်တာလည်းမဟုတ်ဘူးသူတို့ပါသူတို့မီးလောင်တာလေအကုန်လုံးကိုအောင်ပေးမယ်ပဲထင်ခဲ့တာအောင်ပေးတဲ့နဲ့ ကျွန်တော်တို့မှာအဆောင်တွေလည်းမရှိတော့ဘူးစာထပ်မကြက်ချင်တော့ဘူးပြန်ပြရမယ်ဆိုရင်မဖြစ်ချင်တော့ဘူးစိတ်ညစ်တယ်လို့တော်တော်ဝင်တန်းဆောင်ဘွက်ဖြစ်ဆိုထားတဲ့ကျောင်းသားကဆိုပါတယ်တော်တော်ဝင်ဆောင်ဘွက်ဖြစ်ဆိုထားတဲ့ကျောင်းသားကျောင်းသူတွေကတော့အားလုံးကိုဆောင်ဘွက်အောင်ပြီးတော်တော်ဝင်ခွင့်ရောက်မှတာဝင်ခွင့်စစ်ဆေးစီလို့ကြောင့်ပြောဆိုနေပါတယ်ကျောင်းသားကျောင်းသူအားလုံးကိုဆောင်ဘွက်အောင်ပြီးတော့တောင်းဆိုမှုတွေကိုကျောင်းဆရာတယောက်က ဟုတ်တယ်ကလေးတွေကပြန်မပြေကျင်ကြတော့ဘူးအကုံအောင်ပြင်းရတဲ့အမှတ်ခွဲဝင်ဖို့အဆင်ပြေပါမလားပြန်ပြေပြန်ရတဲ့မေးခွန်းအလွယ်ခက်ညီပါညီပါမလားမပြောတတ်ပါဘူးအခုချိန်နေရတော့ပြန်မပြေနိုင်တဲ့လူများတယ်။သွားအောင်ပြေးချောင်ဖြစ်တာဆိုတော့လေဘယ်သူမှမအပြစ်မရှိဘူးကြီးတွဲအောင်သွားရင်လည်းတောက်သူဆက်တတ်ဖို့ကြိုးစားပြင်ဆင်ကြရမှာပဲ office ရင်လည်းအများကြိုးစားထားတဲ့ကလေးတွေအတွက်နင့်နာပါတယ်လို့၎င်းကဆိုပါတယ်။ဇောင်းပွဲအဖြစ်လွားတယ်မိလာမှုကတော့မက်လ28ရက်မန်းတေးငရင် ကြီးအပြေးမှာဖြစ်ပွားခဲ့တာဖြစ်ပြီးမိလောင်နာကျောင်း2024 25တပ်တော်ဝင်ဆောင်ရွက်ပွဲအဖြစ်လာတယ်ဖြစ်တယ်မန္တလေးတိုင်းကဖြစ်ဆိုသူကျောင်းသားကျောင်းသူဦးရေ46944ရောက်ရဲ့ဖြစ်လာဦးရေ28940ဦးစကိုင်းတိုင်းကဖြစ်ဆိုသူဦးရေ8311ရောက်ရဲ့အဖြစ်လာဆောင်ဦးရေ 4328ဦးကချင်ပြည်နယ်ကဖြစ်ဆိုသူဦးရေ6699ရောက်ရဲ့အပြည်လာဆောင်ရေ5289ဦးတို့ပျက်စီးဆုံးရှုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒီလိုပြင်းထန်တဲ့ငွေလျင်လှုပ်ခတ်တဲ့အချိန်မှာဆရာဆရာမ269ရောက်ကစာစစ်လုပ်ငန်းလုပ်ဆောင်နေခြင်းဖြစ်တဲ့ကြောင့်ငလင်းနောက်ဆက်တွင်မိလောင်ကြမှုကြောင့်မန္တလေးတပ်သူပင်မဆောင်ကြီးတခုလုံးမိလောင်ပျက်စီးဆုံးရှုံးခဲ့ပြီးတော့စာပြေလွှာတွေပါမိလောင်ပျက်စီးခဲ့ရတာဖြစ်တယ်လို့ထုတ်ပြန်ပါတယ်ရှင်။